ားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ငသေးချောက်လေးကိုဘာလို့ချောင်ကြပြပါမယ်ပထမဆုံးအနေနဲ့ငသေးချောက်လေးကိုရေးပြအောင်ဆေးပါမယ်နော်ရေးဆေးတဲ့အခါမှာခေါင်းလေးကိုဖြုတ်ပြီးတော့ဆေးရင်ပိုပြီးတော့ကောင်းပါလိမ့်ရှင်ပြီးလို့ရှိရင်နော်စီထည့်ပါမယ်ငချောက်လေးကိုရေးစစ်ထားဖို့လိုမယ်နော်ငချောက်လေးရေးလေးစစ်ထားမယ်နော်ပြီးလို့ရှိရင်စီလေးပွက်အောင်လုပ်လိုက်မယ်ပွက်ပြီးဆိုတာနဲ့ချစ်တုံပြူလှီးထားတာလေးကိုချောက်အောင်ကြော်ပါမယ် ကျက်သွန်မြူနဲ့ကျက်သွန်မြူကိုရောကြော်လို့မရအောင်နော်ကျက်သွန်မြူကတိုးလွယ်တယ်နော်အဲ့တော့ကျက်သွန်မြူလေးကိုအရင်ကြက်အောင်ကြော်မယ်စနစ်မုတ်လေးနည်းနည်းလေးထည့်လိုက်မယ်အရောင်လေးလာပါဟုတ်ကဲ့ပါကျက်သွန်မြူလေးနည်းနည်းကျက်ကျက်သွန်လေးကျက်လာပြီဆိုရင်တော့မှကျက်သွန်မြူလေးကိုထည့်ပြီးတော့ကြောပါမ စိတ်တမှုလေးအနက်လေးအရင်မှုလာပြီဆိုရင်တော့ကျမတို့ ready ဖြစ်ပြီဆိုရင်ငချောက်လေးကိုထည့်ပါမယ်ငချောက်မထည့်ခင်မှာအယောင်ကမှုလေးထည့်လို့ရတယ်ဗောနော်အယောင်လေးနှားသွားအောင်ဟုတ်ကဲ့ဒါဆိုရင်ဆင်းနေဖြစ်ပါပြီအာငချောက်လေးထည့်မယ်နော်ငချောက်လေးကရေးကိုကြာကြာလေးစစ်ထားရင် โอเคတချို့တွေကတော့ချက်သွင်းပြီးချက်သွင်းလို့ကိုဖယ်ထားပြီးတော့မှငချောက်ကြော်ပြီးတော့မှနောက်ကြောလိုက်တယ်ပေါ့နော်ကျမတို့ကတော့တခါလေးချဲ့ကြော်တယ်ဘာဖြစ်လို့လဲဆိုတော့ချက်သွင်းနီချက်သွင်းပြူရဲ့အချိုစိမ့်နဲ့ရတာလေးကငချောက်ထဲဝင်အောင်လုပ်ပါနော်โอเคနောက်ဆုံးအဆင့်မှာတော့ဘာလုပ်လဲဆိုရင်ယူတီအကြံဖတ်6လေးထည့်ပါမယ်ထည့်ပြီးတော့ဝိုင်းနေအောင်ကြော်ပါမယ် ကျွတ်ကျွတ်ရွရလေးဖြစ်တဲ့ငသေးချောက်ပါလက်ဆောင်ကြော်လေးရပါပြီရှင်အဆုံးထိကြည့်ပေးတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်